အယ်နီညိုနဲ့မီးပင်းဆုတ်ရိမ်ရတဲ့အခြေအနေတွေရှိတာကြောင့်ပဲခူးတိုင်းပြည်မြို့ဒကြံကာလမှာ ရေပိုပေးနိုင်တဲ့အခြေအနေမရှိဘူးလို့မြို့နယ်စီမံသားရရေးအဖွဲ့ကပြောပါတယ်ဒီသတင်းကိုတော့ကိုမင်းညိုပေးပို့ထားပါတယ်ရှင်နေ့စဉ်တကြံရဲတွေမှာပြေမြုပ်ရက်ွက်တွေကိုနေ့စဉ်ပေးဝေလေးရှိတဲ့ရေပေးစနစ်ထက်ထပ်မံတိုးချဲ့ပြီးရေပေးဝေခဲ့ပေမဲ့လည်းအခုနှစ်မှာတော့ရေအချိန်ပိုပေးဖို့အခက်အခဲရှိတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတယောက်က DBP ကိုအခုလိုပြောပါတယ်ပေးဝင်နေတဲ့ရက်ွက်အလိုက်ပေးဝင်နေတဲ့အချိန်တိုင်းပဲကျွန်တော်ပေးပါမယ်။တကြံအတွက်ဆိုတော့ပြီးသားကျွန်တော်မပေးပါဘူး။အကန့်တတ်ချင်တော့ကတ်တတ်တာမဟုတ်ပါဘူး။လွေရပြီးဒီနေ့လွေရအရင်ပူလာတဲ့အတွက်မြို့ရဲ့အရေးတကယ်အရေးကြီးတဲ့အချိန်မှာရေမိသက်ဖို့ရေအရင်မြက်ကကျွန်တော်ရှိမှာပဲဖြစ်နေတဲ့အတွက်ဒီဟာကိုကျွန်တော်ရေလုံလောက်စွာရှိနေရအတွက် ချင်းချင်းပြီးတော့ကျွန်တော်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2015ခုနှစ်တကြံအထိတော့ရေလုံလောက်မှုရှိအောင်အချိန်တိုးချဲ့ပေးခဲ့ပေမဲ့အခုနှစ်မှာတော့အခက်အခဲတချို့ရှိနေတာပါ။ဘကုန်းတိုင်းပြည်မြို့2016တကြံမှာရေကစားသူရေပတ်သူရေပတ်ကန်ထွက်သူတွေခရိုင်းနေတွေအတွက်ပိုများလာခဲ့ပေမဲ့ရေအလုံလောက်မရတာကြောင့်ဝေဖန်မှုတချို့တော့ရှိခဲ့ပါတယ်။ တဲ့ချိန်ကျတော့သူ့လိုရေဆိုးသွားရကြီးပဲဖွင့်ထားတဲ့မီးရှင်းနဲ့ဆောင်ရမ်းပြောင်းမှုကောင်းလို့ဒီနေ့တော့ပူတာပေါ့အပြောပါလေလိုလာတော့ဒါပဲရေပေးတာလည်းပြင်လျှက်စင်မိကလည်းမကြာခဏပြတ်တာကြောင့်ရေကစားမင်းနဲ့တချို့ရေမရှိပဲဆက်ဖွင့်ပြီးကပြနေကြရပါတယ် ကရေစီးတာလည်းသိကိုချေးရရေဒါပေမဲ့ခုနကတော့တစ်ချက်ပြီးလေးပြတ်သွားတယ်ပြီးပြတ်သွားတော့လည်းဟိုနည်းနည်းမြုံသွားတော့ဖြစ်သွားပါတော့လူချဲကုန်တော့ပါလို့အခုတော့ပြန်ခေါ်ထားတယ်မေးပြန်လာပြီးခဲ့တဲ့2015ခုနှစ်တုန်းကတရားဝင်ရေကစားမှတ်တဲ့ကြီး73ခုရှိခဲ့ပေမဲ့အခုနှစ်မှာတော့ပြည်မြို့မှာတရားဝင်ရေကစားမှတ်တဲ့ပေါင်း78ခုရှိပါတယ်အဲ့ဒီအပြင်ပြည်ခရိုင်ထဲကမြို့တွေအများစုမှာအခုနှစ်ရေကစားမှတ်တဲ့တွေမလုတ်တာကြောင့်နယ်ဘက်တွေကအများစုပြည်မြို့ကိုတက်လာပြီးရေကစားကြတာကြောင့် ်လဲပတ်သူတွေကတော့ခါရိုင်းနေတွေအတွက်ပို့ပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ